အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဗီဒီယိုမှာတော့ ASK1 Lesson 3မှာပါတဲ့ဖတ်စာတွေကိုအတူတူသွားကြည့်ကြမယ်။မိနစ်နေရရခဲ့ပြီးပြီနော်။မိနစ်နေရအရှိဗီဒီယိုတွေမှာပြခဲ့ပြီးပြီဆိုတော့ဒီနေ့ဖတ်စာကိုကြည့်ကြမယ်။ဒါအဲ့တော့ညာ Reddit ကအာကြိုက်ရွှေရှောက်ကျောင်းမှာတဲ့ကျောင်းမှာပြောတဲ့စကားပြောပါနော်။အာတယောက်ကမေးတယ်အေကမေးတယ်နီးကြောက်ရွှေမင်းစ 你名叫叫可什么不鲁嘞？名字那没不鲁克的嘞，名能没不鲁克的嘞嘞。要解没来的？没来多那那不比啊？平不了。我叫李月，我能名个李月吧嘞，听么啦？你叫什么名字？我叫李月，那么呢？然后第二个那场讲第三课。 你叫什么名字？Lesson three. What's your name? 课文一。Text one. 你叫什么名字？我叫李月。下面呢？那罗，你叫什么名字？你没录口的嘞？我叫李月，俺那没李月录口嘞。那、啊、罗，好、啊、的，我、啊、记 နောက်တစ်ခုကဘယ်မှာပြောတယ်လဲဆိုရင်စိုက်အာစိုက်教室教室ဆိုတာစာတင်ခန်းအမျိုးအာစာတင်တဲ့အခန်းပေါ့နော်စာတင်ခန်းထဲမှာဆိုရင်စာတင်ခန်းကို教室လို့ခေါ်တယ်။ဒါလေးတွေမဖတ်တတ်သေးရင်ကိစ္စမရှိဘူး။အဓိကကဒါလေးတွေဖတ်တတ်ဖို့လိုတယ်။ဘာလို့လဲဆိုရင်ကိုကအခု ASK1 လေ့လာနေရလေနော်။အဲ့တော့ ASK1 နဲ့ညီမျှတဲ့ဒီစကားပြောတွေစကားလုံးတွေတိဖို့လိုတယ်။အဲအကြောင်းတအားကိုအဓိကအဓိကထားပြောကြည့်နော်။ အဲ့တော့你是老师吗你名が是ဖြစ်တယ်老师ဆရာမမဟုတ်တလား名がဆရာမလားเนาะ名啊ဆရာမလားတဲ့ B ကပြန်ပြောတယ်我不是老师ငါဆရာမမဟုတ်ဘူး我是学生ငါကကျောင်းသားဖြစ်တယ်ရမလား我啊你是老师吗你啊ဆရာမလား我不是老师ငါဆရာမမဟုတ်ဘူး我是学生ငါကကျောင်းသားဖြစ်တယ်ရမလားအဲ啊နားထောင်ကြည့်啊 课文二，Text Two。你是老师吗？我不是老师，我是学生。哪啦？哎妈，都标了哎妈家来了，我是学生，学生都表来的。啊，一多，啊，三天话咯，啊，拼音我记 V 八分钟，一路都好多好多妈妈的。但阿杰妈，自家表现就哎，你等于达标内类型，唔系二追变嘛你咯。嗯 ဟန့်ပါတဲ့စာအုပ်ထဲကထွက်လာတယ်ဆိုဟိုရှိရလေဗလဲอืมစာအုပ်ကြီးတမစာအုပ်ကြီးတမဆိုအဲ့လိုကြားဖို့မလားအဲ့လိုပုံစံကြီးဖြစ်နေမှာအမမှန်ဘူးလားဆိုတော့မှန်တယ်ဒါပေမဲ့တကယ်လက်တွေ့အပြစ်မှာအဲ့လိုအဲ့လေတိုင်ကြီးနဲ့တပြောနေလို့ရှင်ဒီဘယ်လိုပြောမလဲဒီလူကသူ့စကားမတတ်ဘဲနဲ့အခုမှစာအုပ်ထဲကနေကြည့်ပြီးလာပြောတဲ့ပုံစံကြီးဖြစ်နေတာကွာကြားရတာကိုလိုကလိုင်းဖြစ်နေတယ်အဲ့လိုမျိုးအဲ့တော့အာ ဘာလို့ခေါ်လဲရွှေရှင်လို့မပြောဘူးအနီရှိရွှေရှင်ရွှေရှင်လို့ပဲပြောတာများတယ်။ဒါပေမဲ့လေတန်တွေကလည်းတဒေတာနဲ့တဒေတာပေါ်မူတည်ပြီးတော့လေတန်တွေကလည်းမတူကြပါဘူး။အဓိကတိရမှာရွှေရှင်ဆိုတာအကြောင်းသားဖြစ်တယ်ဆိုတာသိရဖို့လိုတယ်။ရမနော်။ကဲတော့နောက်တစ်ခုကြည့်အောင်တူလေးရနော်အခုကအတန်းငယ်လေးရလေပြောရင်တန်းပေါ့တန်းမဲရှိတယ်ဆိုတော့စာလေးတွေကတူလေးရအဲနှစ်တန်းသုံးတန်းလေးတန်းငါးတန်းခြောက်တန်းအတန်းကြီးလာလို့ရှင်စာကြီးတွေက ဇာကြီးကတလောက်အပြည့်ကြီးဖြစ်လာတော့မှအဲ့ကကြာလို့ရှိရင်အများကြီးဖတ်ရမယ်လို့နော်စိတ်ပြက်သွားနေလို့ကြိုးစားအဲ့တော့နံပါတ်3ကဇိုင်ရွှေလျှောက်ကျောင်းမာတဲ့ကျောင်းမာစကားပြောကြတဲ့အခန်းနဲ့အဲ့တော့ A ကမေးတယ်နီရှိကျုံကောရမနင်ကတေုပ်လူမျိုးလားမေးလိုက်တယ်မေးလိုက်တော့လူနီမင်းဟာရှုဖြစ်တဲ့ဂျုံကောတယုတ်ရန်စွာလူเนาะမလားတလားနီရှိဂျုံကောရမမင်းကတယုတ်လူမျိုးလား B ကပြန်ပြောတယ်ဝော် 不是中国人，我是美国人。เนาะဒီမှာလေးကောင်းပါလေးနှစ်ယောက်စကားပြောနေကြည့်ပါလားဒီမှာကြည့်နိုင်ငံမတူတဲ့နိုင်မတူညီတဲ့နိုင်ငံကကလေးနှစ်ယောက်ကပုံစံသဘင်နေမတူဘူးเนาะအဝတ်အစားတွေနည်းနည်းကွဲတယ်မြင့်နှစ်ပေါက်မြင့်နှစ်ကြเนาะအသားအရောင်ဒီမှာတော့အဖြူမဲမဲပြတ်တာဘလိုလားရောင်ခွဲလိုက်တာလဲလို့မေးဆက်ရှင်းမကြည့်လေသူကပို့ရဖြူနေလေเนาะသူကနည်းနည်းလေးမဲနေကွာ အဲတချို့တချို့နောက်နိုင်ငံတိုင်းတွေဖြူရရောရှိပါတယ်ဒါပေမဲ့တို့ရဲ့မျက်လုံးတွေမျက်နှာပေါက်တွေเนาะဒီစပင်းတွေကိုကြည့်ပြီးတော့မှတရုတ်နိုင်ငံသားလားနောက်နိုင်ငံသားလားဆိုခွဲလို့ရလीเนาะအဲ့တော့ဘီကပြန်ပြောတယ်ဝါငါကပူရှိမဟုတ်ပါဘူးဂျုံကော်ရန်တရုတ်လူမျိုးမဟုတ်ပါဘူးဝါရှိငါကဖြစ်တယ်မေကော်ရန်မေကန်နိုင်ငံသားဖြစ်တယ်ရမနော်အဲ့တော့ကြည့်အောင်သူရဲ့အတန်သူတန်ကိုနားထောင်ကြည့်အောင်ခေါ်ဗန်3 Text 3你是中国人吗我不是中国人我是美国人。ရလားအာသူဆိုပြတဲ့တန်တော့နည်းနည်းတော့ဟောင်ရှောက်ပေါ့နော်ဟောင်ရှောက်ဆိုတာနည်းနည်းအီစရာကောင်းနေပေါ့ဟိုဘလို့လဲချီချီ乖乖ထူးထူးဆန်းဆန်းဖြစ်နေတာကွာအဲအဲ့လေတန်ကြီးနေတော့ပြမတိတ်ပြောကြလို့နော်ကြားဖူးလားတော့မသိအဲ့လိုလေတန်နဲ့ပြောတဲ့လူ ရှိတော့အောင်လို့နော်အဲ့တော့အပြင်မှာစကားပြောရင်ဘယ်လိုပြောမလဲနီရှိကျုံကော်ရန်မှာမင်းကတရုတ်လူမျိုးလားဝါဘူရှိကျုံကော်ရန်ငါတရုတ်လူမျိုးမဟုတ်ဘူးဝါရှိမေကော်ရန်ငါကအမေရိကန်နိုင်ငံသားအမေရိကန်လူမျိုးဖြစ်တယ်ပြရမနော်ကဲအဲ့တော့ဖတ်စာကတော့ဒီလောက်ပါပဲဖတ်စာမှာဘာတွေမှတ်ရမလဲဆိုလို့ရှိရင်အာ meaning ကအရှိဗီဒီယိုမှာခရေအမှတ်ရမယ်ပြီးလို့ရှိရင်ဒီဖတ်စာမှာကျတော့ဒီစကားပြောလေးတွေကိုမှတ်ရမယ် သင်ခန်းစာတွေပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်မြန်မာလိုရေးပေးထားမယ်။တရုတ်လိုပြောရမယ်။အမအာမြန်မာလိုရေးထားတာကနစ်နာမည်ဘလို့ခေါ်လဲလို့ရေးထားပေးရဆိုလို့ရှိရင်အဲ့ဒါကိုကြည့်ပြီးတော့မှကိုကတရုတ်လိုပြောရမယ်။အာနေကြောင်ရှမမင်းစ်အဲ့လိုထုတ်ပြောရမယ်။ရမယ်နော်။ကြဲတော့ဒီနေ့ရဲ့ဖတ်စာကဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြမယ်။အားလုံးကျေးဇူးပါ။